တတောင်းတတာရှိလာတဲ့ဇိန်ကြလာတဲ့ဘဝကြီးမှာအချိန်ကြာကြာနေခြင်းကကိုယ့်ရဲ့ဘဝကြီးကိုအဆုံးသတ်ပြီးတော့သုံးစားမရဖြစ်စေတတ်ပါလိမ့်။မြင်အောင်ကြည့်လိုက်ပါ။လုံခြုံပြီးနှွေးထွေးတဲ့အိမ်ကြီးထဲမှာခွေခေါက်ပြီးတော့အိတ်ဆက်နေတတ်တဲ့ပိုးတုံးလုံးလေးတစ်ကောင်လိုပါပဲ။သူ့အတွက်တော့ဒီနေရာဟာကဘာကြီးတစ်ခုလုံးပါပဲ။အန်ရဲကင်းနဲ့စားစရာလွဲတကူရနိုင်နေ။ဘာကူမှဆိုရင်ပူပန်စရာမလိုဘူး။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှသူ့ရဲ့ကဘာလေးဟာတဖြည်းဖြည်းကျင်းမြောင်းလာပြီးတော့အပြင်းမဘလူးရာတွေရှိလဲဆိုတာကိုလည်းသူမသိတော့ပါဘူး။ ။ဒီနေ့မှတော့သူ့ရဲ့ဗီဇာကသူ့ကိုတွန်းအားပေးလိုက်ပါတယ်။အဲ့ဒါကတော့သူ့ရဲ့အရန်ကူမှာတတ်တာပြီးဇိန်ရှိနေတဲ့ဇုံဒီတွေကနေအပြင်ဘက်ကိုယုံထွက်ဖို့ပါအစပိုင်းမှာတော့ကြောင်းယွတ်မှုတွေမတိကျမှုတွေနဲ့ရင်ဆိုင်ရပေမဲ့နောက်ဆုံးမှာတော့သူဟာပိုးတုံးလုံးလေးအဖြစ်ကနေလှပတဲ့လိပ်ပြာလေးတစ်ကောင်အဖြစ်အပြောင်းလဲသွားပြီးတော့ကောင်းကင်ယံမှာလွတ်လပ်စွာပြန်တန်းနိုင်မှာတော့တယ်ဆိုတော့ဒီနေ့ပြောပြမယ့်အကြောင်းအရာကကျွန်တော်တို့အနေနဲ့တတ်တောင်းတတ်တာနဲ့ဇိန်ရှိလာတဲ့ comfort zone ထဲမှာနေလို့ရှိရင်ဘာတွေများဆက်ဖြစ်သွားနိုင်မလဲဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ် ရှေးမှာပြောခဲ့ပူတဲ့ပိုးတုံးလုံးလေးရဲ့အကြောင်းလိုပါပဲကျွန်တော်တို့အနေနဲ့တက်တောင့်တက်တာရှိတဲ့အိမ်လေးထဲမှာအများနဲ့နေထိုင်သွားမယ်ဆိုရင်တော့လှပတဲ့လိပ်ပြာလေးအဖြစ်ပြောင်းလဲနိုင်တဲ့အခွင့်အရေးဟာဘယ်တော့မှရရှိလာမှာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ comfort zone လို့ခေါ်တဲ့အသားကျနေတဲ့ပတ်ဝန်းကျင်လုံနေကြလို့ဒီရင်းနှီးပြီးသားဆက်ဆံရေးတွေဟာပထမဦးဆုံးတော့လုံခြုံမှုနဲ့တည်ငြိမ်မှုကိုပေးဆွမ်းနိုင်ပါတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှအဲ့ဒီဇုံထဲမှာတင်းခတ်နေခြင်းဟာကျွန်တော်တို့ရဲ့ဘဝကိုတဖြည်းဖြည်းချင်းကျင်းမြောင်းစေပြီးတော့ဆိုးရွားတဲ့အကျိုးဆက်တွေကိုခံစားရစေနိုင်ပါတယ် comfort zone ထဲမှာပဲနှိရှိလာများတည်ရှိနေခြင်းရဲ့ဆိုးကျိုးတွေထဲမှာအဓိကအချက်တစ်ခုကတော့ဒုတက်မှုနဲ့ဖွံ့ဖြိုးမှုရပ်တန့်သွားခြင်းပဲဖြစ်ပါတယ်။ comfort zone ဟာကျွန်တော်တို့ရဲ့စွမ်းရည်ကိုမြင့်တင်ဖို့ဘ ഹു တုတအသစ်တွေရယူဖို့နဲ့လူသားတစ်ဦးအနေနဲ့ကြီးထွားဖွံ့ဖြိုးဖို့အခွင့်အလမ်းတွေကိုလျှော့ရှားပြပါတယ်။စိန်ခေါ်မှုအသစ်အသစ်တွေမရှိလာတဲ့အခါမှာအုံနောက်ဟာတက်ကြွမှုနည်းလာပြီးတော့တီထွင်ဖန်နီးနိုင်စွမ်းအပါအဝင်တခြားသောယာရီဟာတဖြည်းဖြည်းချင်းညော့နေပြောက်ွယ်လာပါမယ်။ ရေစီနဲ့အတူမျောပါနေတဲ့ငါးလေးတစ်ကောင်လို့ပါပဲဘဝဟာတင်းငိမ်အေးဆေးနိုင်နေပေမဲ့ဘယ်ကိုဘလို့ရောက်သွားမယ်ဆိုတာကိုတော့သိနိုင်မှာမဟုတ်ပါဘူးနောက်ထပ်ဒီ comfort zone ထဲမှာနေနေခြင်းရဲ့အဆိုးကျိုးတစ်ခုကတော့အခွင့်အလမ်းများစွာလက်လွတ်ဆုံးရှုံးခြင်းဖြစ်ပါတယ်ကဘာကြီးကအမြဲတမ်းပြောင်းလဲနေတာဖြစ်ပြီးတော့အခွင့်အလမ်းအစ်စ်တွေကျွန်တော်တို့ရဲ့ comfort zone အပြည့်မှတ်မှာပဲပေါ်ပေါက်လာနေတတ်ပါတယ်အသေးစမ်းလေးကိုစမ်းသပ်ဖို့မရင်နီးတဲ့ neighbor တွေကိုလေးလာဖို့ဝင်လေးနေမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဘဝကိုပြောင်းလဲပြစ်နိုင်တဲ့အရေးကြီးတဲ့အခွင့်အလမ်းတွေကိုလက်လွတ်ဆုံးရှုံးသွားနိုင်ပါတယ် ဥပမာပြောလို့ရှိရင်တကားပိတ်ထားတဲ့အခန်းတစ်ခန်းလေးကနေအပြင်ဘက်ကအရာတွေကိုလှမ်းမိမြင်ရမှာမဟုတ်ပါဘူးတကယ်လို့အဲ့ဒီအခန်းထဲမှာထိုင်နေမယ်ဆိုလို့ရှိရင်လည်းအပြင်မှာဘာတွေရှိနေမလဲဆိုတာဘယ်တော့မှသိနိုင်မှာမဟုတ်ပါဘူးထူးဆန်းတယ်လို့ထင်ရပေမဲ့ comfort zone ထဲမှာပဲအများတန်းနေထိုင်ခြင်းဟာအပြင်လောကကြီးနဲ့တဖြည်းဖြည်းအဆက်အသွယ်ပြတ်လာပြီးတော့အဲ့ဒီအပြင်လောကကြီးကိုကြောက်ရွံ့မှုတွေစိုးရိမ်ပူပန်မှုတွေပို့ပို့ပြီးတော့ဒိုးပွားလာစေနိုင်ပါတယ်မင်းကြီးတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ရမှာကိုကြောက်ရွံ့တာအပြောင်းလဲတွေကိုမလိုလားတာ ဒါရီက comfort zone ထဲမှာကြာကြာနေရခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေပဲဖြစ်ပါလိမ့်။အမှန်တော့အပြင်ကဘာကြီးဟာကျွန်တော်တို့ထင်ထားတဲ့လောက်ကြောက်စရာကောင်းနေတာမျိုးတော့မဟုတ်ပါဘူး။ဘဝမှာတက်တက်ကြွကြွလှုပ်ရှားမှုမရှိတာစိန်ခေါ်မှုအသစ်တွေကိုမရင်ဆိုင်ရခြင်းဟာစိတ်ချနေမှုနဲ့ပျော်ရွှင်မှုကိုတဖြည်းဖြည်းလျော့ပါလာစေနိုင်ပါလိမ့်။အောင်မြင်မှုဆိုတာကဘန်းနိုင်တစ်ခုကိုရောက်ရှိခြင်းသာမဟုတ်ဘဲနဲ့အဲ့ဒီဘန်းနိုင်ကိုရှောက်လန်းတဲ့ခရီးလမ်းမှာကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကျော်လွှားနိုင်ခြင်းကနေလေရရှိလာတဲ့ခံစားမှုတစ်မျိုးပါ။ ဂွန်ဖော့ဇုံထဲမှာနေနေမယ်ဆိုရင်တော့ဒီလိုစိတ်ကြည်နမ်းမှုမျိုးကိုခံစားခွင့်ရရှိမှာမဟုတ်ပါဘူး။စိန်ခေါ်မှုတွေကိုရှောင်ရှားတာအသည့်ဆန်းတွေကိုမဆန်းသက်ခြင်းအားလည်းပဲကိုယ့်ရဲ့စွမ်းရည်ကိုတန်တရားဝင်လာစေပြီးတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုရောကြစေပါတယ်။အောင်မြင်မှုအသေးမွားလေးတော့မရရှိလာတဲ့အခါငါဒါကိုလုံနိုင်မှာမလားဆိုတဲ့အတွေးမျိုးတွေဝင်လာပြီးတော့ငါဒါကိုတစ်ခါမှလည်းလုပ်ဖူးတာမဟုတ်ဘူး။အဲဒီတော့မလုပ်နိုင်တော့ပါဘူး။ငါလုပ်လဲဖြစ်မှာမဟုတ်ဘူးဆိုတဲ့စိတ်မျိုးတွေဝင်လာတတ်ပါတယ်။ တကယ်တော့ကိုကိုကိုယုံကြည်မှုဆိုတာ comfort zone ရဲ့အပြင်ဘက်ကစိန်ခေါ်မှုတွေကိုရင်ဆိုင်ပြီးတော့အောင်မြင်မှုတွေရရှိလာမှတိဆောက်လို့ရတဲ့အရာတစ်ခုပါနောက်ဆုံးတစ်ချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ကဘာကြီးဟာအင်မတန်မှအမြန်ဆန်စွာပြောင်းလဲနေပါတယ်ဤပညာတိုးတက်လာမှုတွေလူမှုရေးမြင်တွေဓာတ်တွေပြောင်းလဲလာတယ် comfort zone ထဲမှာပဲကျွန်တော်တို့ကတင်းခတ်နေမယ်ဆိုလို့ရှိရင်တော့အဲ့ဒီပြောင်းလဲမှုတွေကိုလိုက်မမီနိုင်တော့ဘဲနဲ့နောက်ကျကြံငယ်နိုင်ပါတယ်အချိန်နဲ့အမျှပြောင်းလဲနေတဲ့လိုအပ်ချက်တွေနဲ့ကိုယ့်ရဲ့အရေးချင်းတွေကွာဟာသွားတဲ့အခါမှာလောကကြီးမှာရက်တီဖို့လည်းခက်ခဲလာပါလိမ့်မယ် ဒါကြောင့်မလို့ comfort zone ဟာခဏတာအတွက်တော့တက်တောင်းတက်တာရှိနိုင်စေပေမဲ့ရေရှည်မှာတော့ကျွန်တော်တို့ရဲ့အောင်မြင်မှုဒုတက်မှုနဲ့ပျော်ရွှင်မှုကိုဟန်တားနိုင်တဲ့အန်ရရှိတဲ့နည်းမျှတစ်ခုဖြစ်လာပါတယ်။ဘိုးတုံးလုံးလေးဟာလှပတဲ့လက်ပြဖြစ်ဖို့အတွက်သူ့ရဲ့နှွေးထွေးလာတဲ့ပိုးအိမ်လေးကိုစွန့်ခွာခဲ့ရတယ်လို့ပဲကျွန်တော်တို့အနေနဲ့ပုံမူကျပြန့်တဲ့ကဘာကြီးတွေကိုအောင်မြင်ခြင်းနဲ့ဆိုရင်ရရဲ့ဝင်းဝင်းလှမ်းချီပြီးတော့စိန်ခေါ်မှုတွေကိုရင်ဆိုင်မှုအတွက်လိုအပ်ပါတယ်။ဒီလိုမှပဲအောင်မြင်မှုရဲ့အသီးပွင့်တွေကိုကျွန်တော်တို့အားလုံးခံစားကြရမှာပါ။ဒါဆိုလို့ရှိရင်တော့ comfort zone တွေကနေရုန်းထွက်ဖို့ဘာကြောင့်လိုအပ်တာလဲ။ နောက်ပြီးတော့အဲ့ဒီဟာကဘာတွေကိုစိုးကျဖြစ်စေနိုင်လဲဆိုတာကိုနောက်ထပ်ထပ်ပြီးအသေးစိတ်လေးပြောကြရအောင်ပါ။ကွန်ဖော့ဆုံထဲမှာကြာကြာနေခြင်းဟာကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးအစစ်အမှန်ကိုဘယ်တော့မှရှာဖွေတွေ့ရှိနိုင်မှာမဟုတ်ပါဘူး။ကွန်ဖော့ဆုံဟာကျွန်တော်တို့ရဲ့လုံနိုင်စွမ်းတွေကိုကန့်သက်ထားတဲ့နမိတ်တစ်ခုနဲ့တူပါလိမ့်။အဲ့ဒီနာမိတ်အတွင်းမှာပဲလှုပ်ရှားနိုင်မယ်ဆိုရင်တော့ကိုကဘလောက်ထိပဲစွမ်းဆောင်နိုင်တဲ့အရေးချင်းတွေရှိနေတယ်ဆိုပါစေ။ဘယ်တော့မှသိနိုင်မှာလည်းမဟုတ်ပါဘူး။စိန်ခေါ်မှုစစ်တွေနဲ့ရင်ဆိုင်တာ မရင်နေတဲ့အလုပ်တွေကိုလုပ်ကင်ခြင်းအပြင်ကျွန်တော်တို့ကဖွက်ထားတဲ့စွမ်းရည်တွေပေါ်ထွက်လာပြီးတော့ကိုကိုကိုပို့ပြီးတော့ယုံကြည်မှုဖြစ်စေပါတယ်။နံပါတ်1လေးလာတင်ယူမှုအပိုင်းနဲ့အခွင့်အလမ်းရရှိခြင်းအပိုင်းကွန်ဖော့ဆောင်ရဲ့အပြင်ဘက်မှာကဘာသေးတစ်ခုကကျွန်တော်တို့ကိုအမြဲတမ်းစောင့်ကြည့်နေပါတယ်။အဲဒီမှာအတွေ့အကြုံအစ်စ်တွေဗဟုသုတအစ်စ်တွေမတူညီတဲ့ရှုထောင့်အစ်စ်တွေလည်းအများကြီးရှိပါတယ်။ဒီယာရီကိုလေးလာခြင်းအပြင်ကျွန်တော်တို့ရဲ့အတွေ့အခေါ်ကပုံမကျပြန့်လာပြီးတော့လူသားတစ်ခုအနေနဲ့လည်းပို့ပို့ပြီးတော့ဖွံ့ဖြိုးတိုးတက်လာပါတယ်။ ဇိမ်ခေါ်မှုတွေကိုကျော်လွှားနိုင်တဲ့အခါတိုင်းမှာကျွန်တော်တို့ဟာပူပူတမ်းမာလာပြီးတော့အနာဂတ်ရဲ့အခက်အခဲတွေကိုရင်ဆိုင်မှုအတွက်လည်းအဆင်သင့်ဖြစ်လာပါတယ်။နံပါတ်3အောင်မြင်မှုနဲ့ပူပူပြီးတော့နီးကပ်လာတာ။တမိုင်းတစ်ချောင်းမှာအောင်မြင်မှုရခဲ့တဲ့သူတိုင်းဟာသူတို့ရဲ့ comfort zone ကိုကျော်လွန်ပြီးတော့စွန့်စားမှုတွေပြုလုပ်ခဲ့ကြတဲ့သူတွေကြီးပါပဲ။ဒီမျိုးဒီရွာလေးထဲမှာနေမဲ့အစားအပြင်ကိုအထိုးထွက်ပြီးတော့တယောက်တည်းပေါက်ရအောင်ဖြစ်သွားတာမျိုး။ဒီထွင်ဖန်နီးမှုအစ်စ်တွေစုံတီထွင်မှုလုပ်ငန်းတွေဒါရီအလုံးဟာမတိကျမှုတွေကြောင့်ကနေရုံးကနှုတ်ရှားမှုတွေရဲ့ရလဒ်တွေပါပဲ။ ဒါကြောင့်မလို့ comfort zone ထဲမှာပဲဆက်ပြီးတော့နေထိုင်မယ်ဆိုရင်တော့ရိုးရိုးလေးနဲ့ငြိမ်သက်နေတဲ့ဘဝတစ်ခုကိုပဲပိုင်ဆိုင်ရမှာဖြစ်ပြီးထူးခြားပြီးတော့အနည်းအယသာပြေးွားတဲ့အောင်မြင်မှုတွေနဲ့ဘဝကိုတော့ရရှိဖို့အခက်ခဲပါလိမ့်မယ်။နံပါတ်၄စိတ်ကျဉ်တဲ့မှုနဲ့ပျော်ရွှင်မှုကိုပုံမှန်ခံစားရခြင်းစိန်ခေါ်မှုတွေကိုကျွန်တော်တို့အနေနဲ့အောင်မြင်စွာကျော်လွှားနိုင်တဲ့အခါမျိုးမှာကျွန်တော်တို့ရဲ့အတွင်းစိတ်ကပီတိဖြစ်လာပြီးတော့အဲ့ဒီပီတိဟာကျွန်တော်တို့အတွက်အရန်ကောင်းတဲ့စိတ်ခံစားချက်ကိုဖြစ်စေပါတယ်။အဲ့ဒီခံစားမှုက comfort zone မှာတည်ရှိခြင်းကနေဘယ်တော့မှရရှိနိုင်မှာမဟုတ်ပါဘူး။ အသေးစမ်းတွေကိုစမ်းသပ်ကြည့်ချင်တာမျိုးကဘဝကိုအထိပယ်ရှိရှိနဲ့ဖျက်ဆီးနေနိုင်ပြီးပျော်ရွှင်မှုကိုလည်းတိုးပွားစေပါလိမ့်။ဒါပေမဲ့ comfort zone ကနေရုန်းထွက်ဖို့ဆိုတော့ကလွယ်ကူတာမျိုးတော့မဟုတ်ပြန်ပါဘူး။ကြောက်ရွံ့မှုတွေ၊မတိကျမှုတွေ၊ကြာရှုံးမှုဆိုးရိမ်မှုတွေစားတဲ့အထားစီးတွေအများကြီးရှိနေနိုင်ပါလိမ့်။ကိုယ်အတွက်အနေငယ်စိန်ခေါ်မှုဖြစ်စေတဲ့အရာတစ်ခုကိုပထမအဦးဆုံးရွေးချယ်ပြီးတော့လှုပ်ဆောင်ကြည့်ပါ။ဥပမာကိုကအပြင်မှာလူအုပ်ကြီးကြားထဲမှာစကားပြောဖို့အတွက်ရှက်နေတဲ့သူတယောက်ဆိုရင်အဲ့ဒီလူအုပ်ကြီးကြားထဲမှာစကားပြောဖို့အတွက်ကြိုးစားကြည့်တာမျိုးပါပဲ အောင်မြင်မှုတစ်ခုချင်းစီကနေပြီးတော့နောက်ထပ်စိန်ခေါ်မှုအစ်တတွေကိုရင်ဆိုင်မှုအတွက်လည်းခွန်အားဖြစ်စီမှာပါ။နောက်ဆုံးအနေနဲ့ပြောချင်တဲ့စကားတစ်ခုကကြတော့ကွန်ဖော့ဆောင်ဟာခနာတာအနာယူဖို့အတွက်အရန်ကောင်းမွန်တဲ့အနေအထားတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်။ယေရှုမှာတော့ကျွန်တော်တို့ရဲ့ဒုတက်မှုကိုဟန်တားထားတဲ့နယ်နိမိတ်တစ်ခုသာဖြစ်နေပါလိမ့်မယ်။လက်ပြကောင်တွေလိုပဲလှပစာပြန်တန်းနိုင်ဖို့အတွက်စိန်ခေါ်မှုတွေပြည့်နှက်နေတဲ့နေရာကိုအိမ်တွေကနေယုံထွက်ပြီးတော့ရရဲ့ဝင်းဝင်းလှမ်းချီတက်ဖို့လိုပါလိမ့်။ အဲ့ဒါမှမှကျွန်တော်တို့ရဲ့အလားအလာတွေကအပြည့်အဝကိုပွင့်လန်းလာပြီးတော့မယုံနိုင်လောက်ဆရာအောင်မြင်မှုတွေကိုလည်းရရှိလာမှာဖြစ်ပါတယ်။ကဲပရိသတ်ကြီးတို့ရော comfort zone ထဲမှာပိတ်မိနေကြရုံမဲလားဒါမှမဟုတ်လို့ရှိရင်ကြောက်နေကြရုံမဲလားဒါဆိုရင်တော့အဲ့ဒီအတွေ့တွေကိုဖျောက်ပြီးလှုပ်ဆရာရှိတာကိုလှုပ်လိုက်ဖို့အတွက်ပဲအကြံပေးလိုက်ပါစေ။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးတော့အသုံးဝင်မဲ့အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးပါဦးမယ်။အစုံကြီးကြီးရှိသွားပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။